ကာမဂုဏ်အာယုန်တွေနဲ့ပြောမွေးတဲ့သူတစ်မျိုးရှိသလိုတဘာဝဓမ္မတွေကိုလေ့လာပြီးတော့တရားသဘောနဲ့မွေးလျော်တဲ့သူမျိုးဆိုပြီးတော့ရှိတယ်။အဲတော့ကာမဂုဏ်အာယုန်တွေနဲ့မွေးလျော်တဲ့သူတွေကတော့မွေးလျော်မှုအစစ်လို့ပြောလို့မရဘူး။ပျော်မွေးမှုအစစ်လို့ပြောလို့မရဘူး။ပျော်ရင်လည်းခဏဟောင်းသွားရင်ညင်ွေသွားတာ။နောက်ထပ်အသက်ကိုထပ်ပြီးတော့လိုချင်တာ။ဒီတော့ ပျော်မွေ့မှုအစစ်မရနိုင်ဘူးဒီတစ်ခုရပြီရင်အဲ့တစ်ခုကိုညီငွေသွားတယ်နောက်ထပ်အစ်စ်အဆန်းတွေပေါ်သမျှကိုသုံးဆောင်ကြတယ်ခံစားကြတယ်အစ်စ်အစ်စ်တွေပေါ်သမျှနောက်ကိုလိုက်နေရင်လည်းကိုယ်ပင်ပန်းတယ်စိတ်ပင်ပန်းတယ်ကိုယ့်ရဲ့ဆန္ဒအာသာကိုလည်းပဲအတားနိုင်မစည်းနိုင်တဲ့အခါမှာပို့ပြီးတော့ဒုက္ခတွေရောက်ကြတယ်အမားတွေကြုံကြတယ် ်စွာဘုရားဟောတဲ့တရားအရာဆိုရင်လိုချင်တယ်လို့ရှင်ဆင်းရဲမယ်မလိုချင်တဲ့နေ့ချမ်းသာတာပဲဒီတော့ချမ်းသာခြင်းအစစ်ကိုရဖို့အတွက်တရားနဲ့ပြောမွေးမှသာချမ်းသာမှုအစစ်ကိုရတယ်လောကထဲမှာနေနေသေးမယ်လောကုတ္တရာတရားရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်သွားရတယ်ကိုယ်ဘဝဝင်ခြင်းမှာကိုထိတွေ့နေတဲ့အာယုံတွေကိုပဲအမြဲခြင်းကိုဆင်ခြင်ပြီး အဲ့ဒီမမြဲခြင်းကိုမြင်သောဉာဏ်တရားဖြင့်ပျော်မွေ့နေတယ်။ဆင်းရဲခြင်းအဆိုးမရခြင်းဆိုတဲ့သဘောတရားတွေကို နားလေသဘောပေါက်တဲ့ဉာဏ်နဲ့ပျော်မွေ့နေတယ်။ဒါကြောင့်သာမန်ပုဂ္ဂိုလ်တို့လို အမှားတွေများမှလည်းမဟုတ်ဘူး။ကုသိုလ်ကောင်းမှုကိုစုမိဖို့ပုံများမယ်။ကုသိုလ်တရားသမထဝိပဿနာတရားဒီတရားတွေ ਨੇ ြောမွေးလာပြီဆိုရင်အေးချမ်းမှုကိုပဲပေးတဲ့အတွက်ကြောင့်ဒါဟာပြောမွေးမှုအစစ်ပဲ။